မိတ်ဆွေတခါတလေမှာလူတွေဟာမမျှော်လင့်ပဲသူရဲကောင်းတွေဖြစ်လာတတ်ကြတယ်ဆိုတာမိတ်ဆွေတို့သိပါသလားဒန်နီယယ်စကီးရဲ့ Accidental Hero ဝတ္ထုထဲမှာတော့တာမန်လူတွေဟာအရေးကြုံလာတဲ့အခါဘယ်လိုမျိုးသူရဲကောင်းတွေဖြစ်လာနိုင်လဲဆိုတာကိုတွေ့မြင်ရမှာပါဒန်နီယယ်စကီးဟာနမကျော်စာရေးဆရာတဦးဖြစ်ပြီးစာအုပ်ပေါင်းများစွာကိုရေးသားခဲ့ပါတယ် Accidental Heroes ကတော့သူရေးသားတဲ့စာအုပ်တွေထဲကတအုပ်ဖြစ်ပါတယ်ဇလန်းရဲ့အစမှာဗာနိတ်အတန်ဆိုတဲ့မိန်းကလေးကိုမိတ်ဆက်ပေးပါမယ် ဘာနေအတန်ဆိုတဲ့သူဟာ JFK လေးစိတ်မှာ TSA ဝန်ထမ်းတဦးဖြစ်လောက်ကင်နေတဲ့မိခင်တဦးပါသူဟာသူ့ရဲ့အလုပ်ဥပဒေကြောင်းနဲ့သူ့ရဲ့သားလေးတူပီကိုပြုစုပြောထောင်ရင်းနေရက်တွေကိုအမြဲလိုလိုရုန်းကန်နေရပါတယ်ဘာနေအတန်ဟာသူ့ရဲ့သားလေးကိုခက်ခဲချမ်းသာတဲ့ဘဝကနေကာကွယ်ဖို့အတွက်ကြိုးစားနေသူပါတစ်ချိန်တည်းမှာပဲနယူးယောက်မြို့မှာရှိတဲ့အခြားလူတွေဟာဆန်ဖရန်စစ္စကိုကိုပြန်တန်းဖို့ပြင်ဆင်နေကြပါတယ်သူတို့ထဲမှာလေယာဉ်မှုဟလင်စမစ် ။လီယင်မဲနန်စီဂျိုအယ်နဲ့တွဲဖက်လီယင်မူဂျေဆင်အန်ဒရူးတို့ပါဝင်ပါတယ်။တယောက်ချင်းစီမှာကိုပိုင်ရုံးကံမှုတွေနဲ့စိန်ခေါ်မှုတွေရှိနေကြပါတယ်။ဟယ်လန်စမစ်ဆိုတဲ့အမျိုးသမီးကတော့လေတက်မှာထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့လီယင်မူတယောက်ဖြစ်ပြီးသူ့ရဲ့ခင်ပွန်းဆုံးရှုံးမှုကြောင့်ဝမ်းနည်းနေစေပါ။နန်စီဆိုတဲ့လေယာဉ်မဲကတော့နှစ်ပေါင်းများစွာကလေးမရနိုင်ပြီးနောက်မှာကိုဝင်ရရှိထားပါတယ်။ဂျိုအယ်ကတော့သူ့ရဲ့အဖော်နဲ့မကြခင်မှာလက်ထပ်တော့မှာပါ။ ဂျေဆင်အင်ဒရူးဆိုတဲ့တွေ့ဖက်လေးမှုကတော့သူ့ရဲ့အလောက်ကန်တိုးတက်မှုနှောင့်နှေးနေတာကိုမကြေမနက်ဖြစ်နေသူပါ။ဘာနိအတန်ဟာလေးစိတ်လုံးကြုံရင်းမှာတာဝန်ထမ်းဆောင်နေလို့မှရွှေတရားပုံပါတဲ့စာပို့ကပ်ပြားတစ်စောင်ကိုတွေ့ရှိခဲ့ပါတယ်။ကပ်ပြားပုံမှာမင်းကကိုထာဝရအမတ်ရနေလိမ့်မယ်ဆိုတဲ့စာသားကိုရေးထားပါတယ်။စာသားရဲ့အောက်မှာအလေးနက်ထားကြောင်းပြတ်သားတဲ့မြင်းကြောင်တွေပါရှိနေတာကြောင့်ဘာနိအတန်ကိုစိုးရင်ပူပန်စေခဲ့ပါတယ်။သူ့ရဲ့ကြီးကြပ်ရေးမှုဖြစ်သူဒနိကဒါကိုပယ်ချခဲ့ပေမဲ့ ဘာနေ့အတန်ကတော့လစ်လူမရှိနိုင်ခဲ့ပါဘူးသူဟာလေးစိတ်လုံခြုံရေးကိုဆက်သွယ်ခဲ့ပြီးနောက်ဆက်တွဲအဖြစ်ပြည်တွင်းလုံခြုံရေးဌာနကိုဆက်သွယ်ခဲ့ပါတယ်လေရင်ပေါ်မှာတော့ဟယ်လင်စမစ်ဟာလေရင်မှုအဖြစ်တာဝန်ယူထားပြီးဂျေဆင်အင်ဒရူးကတော့သူ့ကို ရန်လိုတဲ့ပြုမှုတွေနဲ့ဆက်ဆံပါတယ်ကိုနာခရီးဆိုတဲ့အငိမ့်စားလေးရင်မှုတူကတော့ခီးတဲ့ဖြစ်လိုက်ပါစီးနေလာပါတယ်။ဂျေဆင်ရဲ့မာနာကြီးတဲ့ပုံစံနဲ့ခါတိတဲ့အပြုမှုတွေကဟယ်လင်ရဲ့စိတ်ရှိမှုကိုစမ်းတက်နေလိုပါပဲ။ ဘာနေ့အတန်ရဲ့စာပူကပြကြောင့်စီရင်ခံစာကြောင့်လုံခြုံရေးအရာရှိတွေစုစည်းပြီးစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။လေစိတ်လုံခြုံရေးက Dave Lee ၊ပြည်တွင်းလုံခြုံရေးဌာနကဘင်းဝါဒါမန်နဲ့ Amanda Albright တို့ပါဝင်ပါတယ်။သူတို့ဟာစာပူကပြဟာတကယ်အနေဖြစ်နိုင်သလားဒါမှမဟုတ်မှားယွင်းတဲ့သတင်းပေးပို့မှုတစ်ခုလားဆိုတာကိုဆုံးဖြတ်ရပါတော့တယ်။ CIA က RR လူမျိုးစုံတွေကိုစစ်ဆေးပြီးတဲ့နောက်တန်တရားတွေဟာလေရင်အမှုထမ်းတွေစီကိုရောက်သွားပါတယ်။ ဘင်နဲ့အမန်တာတို့ဟာဂျေဆင်နဲ့ကယ်လင်တို့နှစ်ယောက်ထဲကဘသူကပိုအနေများလဲဆိုတော့အငင်းခုန်ဖြစ်ကြပါတယ်။ဂျေဆင်ရဲ့ဒေါသကြီးတဲ့အပြုမူနဲ့စီကံဖောက်ဖျက်မှုမှတ်တမ်းတွေကသူ့ကိုတန်တရားဝင်စရာဖြစ်စေတယ်လို့ဟယ်လင်ရဲ့ခင်မွန်အသက်ခံရမှုနဲ့မိခင်တဦးအနေနဲ့ခံစားနေရတဲ့ဖိအားတွေကလည်းသူ့ကိုတန်တရားဝင်စရာဖြစ်စေပါတယ်။ဆန်ဖရန်စစ္စကိုကအေဂျင့်တွေဟာဂျေဆင်ရဲ့တိုက်ခန်းကိုရှာဖွေတဲ့အခါပလတ်စတစ်နဲ့လုပ်ထားတဲ့လက်နက်တွေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကူကူတက်တည်မှုနဲ့ နမဲဆိုးနဲ့ကြော်ကြားတဲ့လေယာဉ်မှုတွေကြောင်းသူ့တေသနာပြုထားတဲ့အိုင်ဘက်တလုံးကိုတွေ့ရှိခဲ့ပါတယ်။သူ့ရဲ့ရည်စားဟောင်းကလည်းဂျေဆင်ဟာစိတ်မတည်ငြိမ်သူတဦးဖြစ်ကြောင်းလူမျိုးရေးခွဲခြားဆက်ဆံသူဖြစ်ကြောင်းနဲ့လေကြောင်းလိုင်းကိုလည်းဒလုံမုံတီကြောင်းထွက်ဆိုခဲ့ပါတယ်။ဂျေဆင်ဟာလေယာဉ်ကိုဖျက်ဆီးဖို့ကြံစည်နေတယ်ဆိုတာသိချသွားတဲ့အခါအာနာပိုင်တွေဟာကပ္ပတိန်စမစ်ကိုသတိပေးဖို့အလင်းစလိုလှုပ်ဆောင်ကြပါတယ်။ကပ္ပတိန်စမစ်ဟာသတိထားပြီးသူ့ကိုယ်သူကာကွယ်ဖို့ပြင်ဆင်ခဲ့ပါတယ်။ရွှေတံတားကိုပိတ်လိုက်ပြီး အရေးပေါ်ဝန်ဆောင်မှုတွေလည်းအတင့်အနေထားမှာရှိနေပါတယ်။ဂျေဆင်ရဲ့အစီအစဉ်တွေအကောင့်ထဲပေါ်လာတာကိုကဘာကစောင့်ကြည့်နေကြပါတယ်။ဂျေဆင်ဟာလက်နက်ကင်ဆောင်ထားပြီးအနေရများတယ်ဆိုတာကိုအတိပြုပြီးနောက်ပင်ဟာဟယ်လင်ကိုလုံခြုံတဲ့ line ကနေတဆင်သတိပေးခဲ့ပါတယ်။ဟယ်လင်ကတည်ငြိမ်မှုကိုထိန်းသိမ်းထားပြီးသူ့ရဲ့အမှုထမ်းတွေကိုသတိဝီရရှိဖို့ညွှန်ကြားခဲ့ပါတယ်။လေယာဉ်ပေါ်မှာလိုက်ပါလာတဲ့လေကြောင်းအင်ဂျင်နီယာတဦးဖြစ်တဲ့တိုဘီယာနီရဲ့အကူအညီကိုလည်းရယူခဲ့ပါတယ်။ လေယာဉ်ဟာဆန်ဖရန်စစ္စကိုကိုချဉ်ကပ်လာတာနဲ့အမျှဂျေဆင်ရဲ့အပြုမူတွေဟာပုံမှန်မဟုတ်တော့ပါဘူးသူကလေယာဉ်ကိုဆင်းသက်ခိုင်းပြီးညင်းပယ်ခံရတဲ့အခါသူ့ရဲ့ခီးဆောင်အိတ်ကိုယူပြီးလေယာဉ်ခန်းထဲကနေထွက်သွားခဲ့ပါတယ်အာနာပိုင်တွေခီးတယ်တွေနဲ့လေယာဉ်အမှုထမ်းတွေဟာအရေးပေါ်အခြေအနေတွေပြင်ဆင်နေကြပါတယ်ဂျေဆင်ဟာပလတ်စတစ်တလက်ကိုဆွဲထုတ်ပြီးကိုနာကရေးကိုပြစ်ခတ်ခဲ့ပါတယ်သူကလေယာဉ်ကို ထိန်းချုပ်ပြီးရွှေတံတားစီကိုဥတီမောင်းနေခဲ့ပါတယ် ဟယ်လင်ကသူ့ရဲ့တည်ငြိမ်မှုကို ထိမ့်သိမ်းထားပြီးသူ့ကိုဖြောင်းဖြားဖို့ကြိုးစားခဲ့ပါတယ်။တိုဘီယာနီကလည်းလေရင်ခန်းထဲကိုဝင်ရောက်ပြီးကူညီဖို့ကြိုးစားခဲ့ပါတယ်။ဟယ်လင်နဲ့တိုဘီယာနီတို့ဟာလေရင်ကိုပြန်လည်ထိချုပ်ဖို့ကြိုးစားကြပါတယ်။ဟယ်လင်ကသူ့ရဲ့စည်ရေးလက်ချက်မှုတွေကိုအသုံးပြုပြီးဂျေဆင်ကိုထိမ့်ချုပ်နိုင်ခဲ့ပါတယ်။တိုဘီယာနီကလည်းဂျေဆင်ကိုဖမ်းဆီးထားနိုင်ခဲ့ပါတယ်။ဂျေဆင်က နောက်ဆုံးအနေနဲ့တနက်ကိုယူပြီးသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ ဟယ်လင်ဟာလေရင်ကိုရွှေတရားအောက်ကိုပြန်တန်းစေပြီး ကလဲအော်ရဲကိုအရေးပေါ်ဆင်းသက်စေခဲ့ပါတယ်။လေရင်အမှုထမ်းတွေဟာခီးသည်တွေကိုအံ့ဩလောက်အောင်ထိရောက်စွာကယ်တင်နိုင်ခဲ့ပါတယ်။ကမ်းခြေစောက်တက်နဲ့အရေးပေါ်ဝင်ဆောင်မှုတွေကလည်းလူတွေကိုကယ်တင်နိုင်ခဲ့ပါတယ်။ကိုနာကရေးနဲ့ဂျေးစင်အင်ဒရူးတို့သာတည်ဆုံခဲ့ပြီးကျန်တဲ့ခီးသည်နဲ့လေရင်အမှုထမ်းတွေအားလုံးအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။အဖြစ်ပြက်တွေငြိမ်သက်သွားတဲ့အခါအသက်ရှင်ကျန်ရစ်သူတွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုရင်ဆိုင်ကြရပါတယ်။ဟယ်လင်ရဲ့ကလေးတွေဟာမိခင်နဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။ဘာနိတ်အတန်ကိုသူရဲကောင်းဖြစ်ချီးမြှောက်ခဲ့ပြီးယာဒူးတိုးမြင့်ပေးခဲ့ပါတယ်။လေကြောင်းလိုင်းဟာလည်းဂျေဆင်ရဲ့တတိပိဆိုင်မှုတွေကိုလစ်လူရှုခဲ့မှုအတွက်ဝေဖန်ခံခဲ့ရပါတယ်။လအနေငယ်ကြပြီးနောက်အဓိကကစားသမားတွေကိုဝါရှင်တန်ဒီစီကိုခေါ်ယူပြီးသူတို့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရည်တွေအတွက်စုတစိတ်တွေချီးမြှင့်ခဲ့ပါတယ်။ ဟယ်လင်တိုဘီယာနီပင်ဘာနိအတန်လေယံမှုထမ်းတွေနဲ့အခြားသူတွေကိုသူ့ရဲ့တတိမြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေနဲ့စေတနာတွေအတွက်ဂုဏ်ပြုခဲ့ပါတယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှဒဏ်ရာတွေလည်းတက်တာလာပါတယ်။ဟယ်လင်နဲ့ဘင်တို့ဟာကယ်လီဖိုးနီးယားမှာအတူနေထိုင်ကြပြီးတယောက်ကိုတယောက်ကူညီပံ့ပိုးကြပါတယ်။ဘာနိအတန်ကလည်းဥပဒေအသက်မွေးဝမ်းကြောင်းမှာအောင်မြင်နေပြီးသူ့ရဲ့သားအတွက်စံပြပုဂ္ဂိုလ်တဦးဖြစ်နေပါတယ်။အသက်ရှင်ကြံရည်သူတွေဟာအဆက်အသွယ်မပြတ်ကြဘဲသူတို့ရဲ့ဘဝတွေဟာ အဲ့ဒီနေ့ကအဖြစ်ပြက်တွေကြောင့်ထာဝရချိတ်ဆက်သွားခဲ့ပါတယ်။လေကြောင်းလိုင်းဟာလည်းပုံမတင်းကျက်တဲ့လုံထုံးလုံနည်းတွေကိုအကောင့်ထဲပို့ခဲ့ပါတယ်။ဘာနိတ်အတန်ဟာထိုးထွင်းသိမြင်မှုနဲ့ဆုံးဖြတ်ချက်တွေကြောင့်ဇလန်းကိုအစပြုပေးခဲ့ပါတယ်။သူမဟာခက်ခဲတဲ့ငယ်ဘဝကိုဖျက်ဆီးခဲ့ရပြီးသူမရဲ့သားကိုပိုကောင်းတဲ့ဘဝကိုပေးချင်တဲ့စိတ်နဲ့ပြည့်နေသူပါ။သူမဟာအောက်ခြေသိမ်းအလုတမဘဝကနေအတိမပြုခံရတဲ့သူရဲကောင်းတဦးဖြစ်ပြောင်းလဲလာခဲ့ပါတယ် ဟယ်လင်ဟာလေရင်ရဲ့ကပ္ပတိန်ဖြစ်ပြီးခင်မွန်းတေဆုံမှုနဲ့ရင်ဆိုင်နေရတဲ့မိခင်တူပါ။သူမဟာဖီအားရီအောက်မှာတည်ငြိမ်အေးဆေးစွာနေထိုင်နိုင်စွမ်းရှိပါတယ်။သူမရဲ့လုပ်ရက်တွေဟာတသက်တာလုံးဆင်းရဲဒုက္ခတွေကိုရင်ဆိုင်ခဲ့ရတဲ့ရာလတ်တစ်ခုပါပဲ။ဂျေဆင်အင်ဒရူးကတော့ဒေါသကြီးပြီးမတည်ငြိမ်တဲ့တွဲဖက်လေရင်မှုတူပါ။သူ့ရဲ့လုပ်ရက်တွေဟာသူ့ကိုယ်သူဖြစ်စီဖို့တွန်းအားပေးနေပါတယ်။ဂျေဆင်ရဲ့စိတ်ပိုင်းဆိုင်ရာပြိုလဲမှုဟာကိုယ်ရေးကိုယ်တာဖြစ်စုတစ်ခုဖြစ်တယ်လို့စနစ်ကျတဲ့ပြက်ကွက်မှုတစ်ခုလည်းဖြစ်ပါတယ်။ တူဘီယာနီကတော့အရင်မြစ်ပြေဝပြီတည်ငိမ့်တဲ့မဟာမိတ်တူပါသူ့ရဲ့နီးပညာဆိုင်ရာကျွမ်းကျင်မှုမြန်ဆန်တဲ့ဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်လိုတဲ့ဆန္ဒတွေကသူ့ကိုဟယ်လင်အတွက်အရေးပါတဲ့မိဖက်တူဖြစ်စေပါတယ်ဘင်ဝါတာမန်ကတော့အတွေ့အကြုံရင်းရတဲ့စုံစမ်းစစ်ဆေးရေးမှုတူပါသူ့ရဲ့အတွေ့အကြုံတွေကစုံစမ်းစစ်ဆေးမှုကို ရှေ့ဆက်နိုင်ဖို့တွန်းအားပေးပါတယ်ဟယ်လင်နဲ့ဘင်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာအပြန်အလှန်လေးစားမှုနဲ့တိစောက်ထားပါတယ်အမန်ဒါအော့ဘရိုက်ကတော့ဆံမူနာပြပြီ အတွေ့အကြုံမရှိတဲ့ဉာဏ်ရည်ထက်မြက်တဲ့အေဂျင့်တူပါ။သူမရဲ့ theory ကိုအားကိုးမှုနဲ့အမျိုးသားကြီးဆိုးတဲ့ပတ်ဝန်းကျင်မှာလေးစားမှုရဖို့ရုန်းကန်နေရမှုတွေကသူမရဲ့လှုပ်ဖော်ကင်ဘက်တွေနဲ့ကိုတိုက်မှုတွေဖြစ်စေပါတယ်။ Nancy William ကတော့မျောလင်းချက်ကြီးမှပြီးကျင်နာတတ်တဲ့ခံနိုင်ရည်ရှိသူတူပါ။သူမရဲ့နှွေးထွေးမှုနဲ့တည်ငြိမ်မှုတွေကခရီးသည်တွေကိုတတ်တောင့်တတာဖြစ်စေပါတယ်။ Joe McCarthy ကတော့ပွင့်လင်းပြီးစစ်မှန်တဲ့တရားတိဆောက်သူတူပါ။ သူ့ရဲ့ဟာတာညံရွှေမှုစာနာထောက်ထားမှုနဲ့ခွန်အားတွေကအားလုံးကိုကူညီပေးပါတယ်။အာမတ်နဲ့ဆက်တိုကတော့ခင်မိပြီးတနာကျင်နာတက်တဲ့ယဉ်ကျေးမှုပေါင်းစုံမှစုံတွဲတတွဲပါ။သူတို့ရဲ့ဆက်ဆံရေးဟာခင်မိမှုနဲ့ဒိုးရဒလေးတွေကိုညှိနှိုင်းနေထိုင်ကြပါတယ်။ကိုနာကအေးကတော့ဂုံတိတ်ခါရှိပြီးဝမ်းနဲ့ကြေကွဲစရာကောင်းတဲ့ဆရာတဦးပါ။သူရဲ့အသက်မွေးဝမ်းကြောင်းရဲ့အဆုံးသတ်နဲ့ဇနီးဆုံးရှုံးမှုတွေကိုရင်ဆိုင်နေရပေမဲ့အခက်အခဲကြုံလာတဲ့အခါမှာတော့သူကူညီဖို့အစဉ်သင့်ရှိနေပါတယ် မိတ်ဆွေ accidental heroes ရဲ့အဓိကတင်ပြစာတွေကတော့တမလူတွေဟာမထင်မှတ်တဲ့အခြေအနေတွေမှာသူ့ရဲကောင်းတွေဖြစ်လာနိုင်တယ်ဆိုတာပါပဲသတိရှိခြင်းစာနာထောက်ထားခြင်းနဲ့လှုပ်ဆောင်မှုဝင်မလေးတဲ့စိတ်တွေဟာကြီးမားတဲ့အပြောင်းလဲတွေကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့လည်းကိုယ့်ရဲ့အတွင်းစိတ်ကိုယုံကြည်ပြီးအခွင့်အရေးရလာတဲ့အခါမှန်ကန်တဲ့အရာကိုလှုပ်ဆောင်မှုအားပေးတိုက်တွန်းပါတယ်